ကျွန်တော်တို့နိုဝင်ဘာလ22ရက်နေ့တောက်ကြနေ့တပတ်တာဈေးပိတ်မှန်းနေ့ပေါ့နော်တနည်းအားဖြင့်ကျွန်တော် Black Friday မှာကမ္ဘာ့ရွှေစည်းကွက်ဘယ်လိုဖြစ်ပျလာမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြသပြတာဖြစ်ပါတယ်။မနေ့ကတော့ကမ္ဘာ့ရွှေစည်းရကျွန်တော်တို့တည့်ရတာမှာဈေးအကြမ်းနဲ့ပိတ်ခဲ့တယ်ပေါ့နော်ကျွန်တော်အင်ကာဘူတပူနှစ်ရက်ဆက်တိုက်ပေါ့နော်ဈေးအတက်နဲ့ပိတ်ပြီးရနောက်ပိုင်းမှာတည့်ရတာဈေးတိတ်နဲ့ပိတ်ပြီးရနောက်ပိုင်းမှာမနေ့ကတည့်ရတာမှာဈေးအကြခပ်ပါးပါးနဲ့ပြန်ပိတ်ခဲ့တယ်ခင်ဗျ။လက်ရှိမှာလည်းကျွန်တော်ဒီနေ့မနေ့အားရှစည်းကွက်ချိန်မှာကမ္ဘာ့ရွှေစည်းရကျွန်တော်တို့ အာ4096မှာဈေးဖွင့်လာခဲ့တယ်လက်ရှိချိန်ဒီအနေဆုံးအနေနဲ့ကျွန်တော်4049တိကျခဲ့တယ်ပေါ့နော်အမြင့်ဆုံးအနေနဲ့ကျွန်တော်4088တိတက်ခဲ့ပြီးတော့လက်ရှိမှာတော့ကျွန်တော်တို့4050နားကိုဈေးကျနေအောင်တွေးရတယ်မနက်ခင်းအာရှဈေးကွက်ချိန်မှာဈေးအနည်းငယ်ကျနေတဲ့ကမ္ဘာရွှေဈေးကနေ့လကင်ဥရောပဈေးကွက်ချိန်တို့ညပတ်အမေရိကန်ဈေးကွက်ချိန်တို့မှာတောက်လျှောက်ဈေးဆက်ကြမလားဒါမို့အရင်ရက်တည်းကလုံမရကျွန်တော်အောက်ပြန်တက်မလားပေါ့နော်အဲ့ရကိုကျွန်တော်တို့ ကဘာချွေစီအတကြချက်ကိုကြည့်ပြီးတော့သုံးသက်ကြည့်လိုက်ဒီတစ်ပတ်ကဘာချွေစီရတက်တာလည်းမဟုတ်ကြတာလည်းမဟုတ်ပြအပေါ်နဲ့အောက်ကြပြည့်အပေါ်ဆိုပြကျွန်တော်တို့4130ဒီမှာတရက်တာနဲ့ကြည့်လိုက်ပါနော်အပေါ်ဆို4130အောက်ဆိုရင်4020ဒီချမ်းမှာပဲတက်လိုက်ကြလိုက်ပြည်နေဖြစ်ပါလေဘယ်ဘက်မှာမဖောက်နိုင်ဘူးအပေါ်4130အထက်မှာဖောက်သွားပြီကျွန်တော်ဆက်ပြန်တက်မှာအော်အဲ့လိုပဲအောက်ဘက်ကျွန်တော်တို့4020ဈေးတန်းအောက်ကိုဖောက်ကြသွားပြီဆိုဈေးအကျပဲဆက်သွားမှာပေါ့နော်ဒါပေမဲ့ တရက်တာအားဖြစ်ပါတော့ကျွန်တော်ဘယ်ဘက်မှမဖောက်နိုင်သေးဘူးကျွန်တော်ဒီတပတ်တနင်္လာနေ့ခရေကအခုတောက်ကြနေ့လက်ရှိအချိန်ထိပေါ့နော်ကျွန်တော်ဘယ်ဘက်မှဖောက်နိုင်ခြင်းမရှိသေးဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကပ္ပရွှေစီဘယ်လိုဖြစ်လာနိုင်လဲကျွန်တော်ဖြစ်နိုင်ခြင်းနှမျိုးနှမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ဈေးအသက်ကတော့တိတ်မှန်းလို့မရဘူးဗျဈေးအသက်ကဟာရေတို့ဈေးအသက်အားပြန်ကောင်းဖို့ကတော့ကျွန်တော်အမြင်ကလက်ရှိအနေအထားအထိပေါ့နော် လက်ရှိအနေအထားအထိကတော့တိတ်မလွယ်ဘူးလို့မြင်တယ်ကျွန်တော်ဒီနေ့အတွက်ဖြစ်နိုင်ခြင်း နှစ်မျိုးရှိရပါတော့ဈေးငိမ့်တက်ငိမ့်တက်မငိမ့်ကျွန်တော်ဈေးအကျပတ်တက်အီအီနဲ့ဖြည်းဖြည်းချင်းသွားလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဈေးငိမ့်တက်ဘယ်ထဲမှာငိမ့်တက်နိုင်လဲဈေးအကျပတ်ကိုတက်အီနဲ့သွားမယ်ဆိုရင်ကျွန်တော်ဘယ်ဈေးဒီမှာရောင်းတင်လဲဆိုတာကိုကျွန်တော်တို့အချိန်တနာရီအတိုင်းတာနဲ့ကျွန်တော်တို့သွားပြီးတော့သုံးသပ်ကြည့်လိုက်အောင်နော် time frame အနေနဲ့ကိုအချိန်အနေနဲ့ဝင်ပြီးကျွန်တော်သုံးသပ်ကြည့်မယ် ဈေးငိမ်တန့်ပြီးမယ်ဆိုရင်ကျွန်တော်နည်းနည်းလေးခြုံကြည့်မယ်ဆိုကျွန်တော်တို့ကပ္ပရွှေစီဘဲနဲ့ဘဲကြပြီးနိုင်လဲလို့မိမယ်ဆိုရင်လက်ရှိနေထားတာကျွန်တော်သုံးသပ်မယ်ဆိုရင်အောက်420အပေါ်ဆိုရင်ကျွန်တော်ဒီဝင်းကျင်ပေါ့နော်ကျွန်တော်တို့390ပေါ့နော်ဒီကြားမှာတက်လိုက်ကြလိုက်ဈေးငိမ်တန့်အနေထားပြီးနိုင်ပါဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်အဲ့လိုဈေးငိမ်တန့်အနေထားပြီးမယ်ဆိုရင်ကျွန်တော်ကဘာလို့လို့ရလဲမိမယ်ဆိုရင်ကျွန်တော်၄000 90နာစီပြန်တက်လာပြီဆိုရင်ကျွန်တော်ရေတူရောင်းလို့ရတယ်ဟုတ်ကျွန်တော်ဇုံနေနဲ့ပြောပါဆိုဗျာ480နဲ့490ကြာမှာကပ္ပရှူကျွန်တော်ရေတူပြန်ရောင်းလို့ရတယ်အရှုံးပိုင်းဈေးနှံ4095အထက်လောက်ပေးပါအမြတ်ပိုင်းဈေးနှံအနည်းဆုံးဗျာလက်ရှိရောက်နေတဲ့4050နာထီလို့ရတယ်အများဆုံးအနေနဲ့ဗျာ4020နာဝန်းကျင်ထိကျွန်တော်တို့အမြတ်ပိုင်းဈေးနှံယူလို့ရပါတယ် ဈေးညင်သားအနေထားပြေးမယ်ဆိုတော့ကျွန်တော်4020လောက်ရောက်ပြီဆိုတော့ဈေးကဖောက်နိုင်မှာမဟုတ်ကျွန်တော်အဲ့နာမှာကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဈေးအသက်တုံးအကြီးတုံးနဲ့ပြန်ပြီးပြီတနားရီအတိုင်းတာမှာကျွန်တော်ဈေးအသက်တုံးခက်ကြီးကြီးတုံးအစိမ်းအောင်အုံကြီးတုံးပြန်ပြီးပြီဆိုရင်ကျွန်တော်ပြန်ဝယ်ပြပြန်ဝယ်ပါအမြတ်ပိုင်းဈေးတန်းအနည်းဆုံး4080အများဆုံး4090ဈေးတန်းနာထီအမြတ်ပိုင်းဈေးတန်းယူပါအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်4030အောက်လောက်မှာပေးပါခင်ဗျဒါဈေးညင်တဲ့အနေထားပြမယ်ဆိုဒီ4020နဲ့4090ကြာပြီးနိုင်ပါတကယ်လို့ဗောနော ဈေးကကျွန်တော်တို့အကြပတ်တီးသွားမယ်ဆိုရင်ကျွန်တော်ရောင်းတင်တဲ့ဈေးတန်းကတော့ကျွန်တော်ခုနပြော4090ဈေးတန်း4090နဲ့4080ဈေးတန်းနားမှာရောင်းလို့ရတယ်ပြီးရင်ကျွန်တော်နောက်ထပ်ရောင်းလို့ရတဲ့ဈေးတန်းစုံအနေနဲ့4080ဈေးတန်းမှာလည်းကျွန်တော်ကနီးနီးနားနားပေါ့ပြန်တက်မယ်ဆိုရင်တော့ရောင်းလို့ရပြဒါမဲ့တစ်ခုချက်ဒါအဲ့ risk တော့အလေးလက်ယူရလိမ့်မယ်4090ဈေးတန်းအောင်နားဝင်းကျင်မှာလည်းကျွန်တော်ရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်းကိုတော့4080အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကကျွန်တော်တို့4000 34,020နာထီယူလို့ရပါတယ်တကယ်လို့ပေါ့ကွာထပ်အမြတ်ပါထက်လို့ခြင်းနဲ့သေးသေးရဆိုရင်တော့ကျွန်တော်4,020ဈေးနှုန်းအောက်မှာဒီနေ့တနေ့သာတွင်ပေါ့နော်ကဘာရွှေဈေးကျွန်တော်တို့အချင်းတနေ့အတိုင်းသာအပိတ်ဈေးကျွန်တော်တို့ market ခေါ်ရ H1 bear candle နဲ့ဖောက်ကြပြီးပိတ်သွားမယ်ဆိုရင်တော့ကျွန်တော်ဈေးရဆက်ကြပါလိမ့်မယ်ဈေးရဆက်ကြတဲ့အခါမှာအကကျွန်တော်အမြတ်ပိုင်းဈေးနှုန်းကိုလည်းကျွန်တော်ကဥမာအာ၄000အောက်ဒီပေါ့3990လေး3980အထိကျွန်တော်တို့အာတိုးပြီးရယူလို့ရပါတယ် တကယ်လို့ပေါ့ဇီးရီယာပြန်မတက်ဘူးပြလက်ရှိဇီးရီယာနေတောက်လျှောက်ထိုးကြသွားတယ်ဒီ4020ဇီးတန်းအောက်မှာကျွန်တော်တို့အချိန်တနားရအတိုက်တာပိစင်းနဲ့ဖောက်ကြပြီးပိတ်သွားရင်တော့အခါကြရင်ကျွန်တော်ကလိုက်ရောင်းလို့တော့ရလိုက်ရောင်းပါအဲလိုက်ရောင်းတဲ့အခါတခုတော့ရှိရပါတော့ဖောက်ပိတ်ပိတ်ချင်းမရောင်းနဲ့နည်းနည်းလေးပြန်တက်လာတဲ့အချိန်မှာရောင်းပြနနလီပြန်တက်လာတဲ့အချိန်မှာရောင်းရောင်းတဲ့အခါမှာကျွန်တော်အမြတ်ပိုင်းဇီးနှံဘလော့ထီယူလို့ရရမယ်မယ်ဆိုရင်3980 3980ထိယူလို့ရတယ်အရှုံးပိုင်းဇီးနှံကတော့ကျွန်တော်တို့4040အထက်လောက်မှာပေးပါခင်ဗျ ဒါတနည်းတော့ကျွန်တော်ရောင်းတင်တဲ့ဈေးနှုန်းစုံလေးတွေပေါ့နော်ကျွန်တော်အဝယ်ကတော့ကျွန်တော်ဈေးငိမ်တန်ပြင်းတဲ့အနေအထားမှာဒါကျွန်တော်420ဈေးတန်းကျွန်တော်တို့နာဝင်းဝင်းကျင်မှာကျွန်တော်ပြောဈေးအသက်တောင်းတုံးပြီးပြီဆိုကျွန်တော်ဝယ်ဖို့အားပေးတာပေါ့နော်ကျွန်တော်အရောင်းဘက်ကတော့ပို့ပြီးအားတန်နေဟုတ်ပြီဘယ်ချိန်မှာကျွန်တော်တို့ကပ္ပရွှေဈေးကရည်တို့ဈေးအသက်အကောင်းသွားနိုင်တယ်ကျွန်တော်သုံးသက်ချက်နဲ့လွဲလွဲဖက်ပြီးပြကျွန်တော်ဒီနေ့ဈေးငိမ်တန်းရင်ငိမ်တန်းမငိမ်တန်းရင်အကျအနေနဲ့အားတာနိုင်တယ်လို့သုံးသက်ခဲ့တယ်အဲ့ဒီသုံးသက်ချက်ဘယ်ချိန်မှာမှားနိုင်လဲလို့မေးမှဆိုရင် ဒီအပေါ်ကပေါ့နော်ကျွန်တော်4330ဈေးနဲ့အထက်မှာဒီနေ့တနင်္လာတွင်ကဘာရွှေဈေးပေါ့နော်အချိန်တနားရဲ့အတိုင်းတာအပိတ်ဈေးနဲ့ဖောက်တက်ပြီးတော့ကျွန်တော် market ခေါ်ရ H1 bull candle နဲ့ဖောက်တက်ပြီးတော့ပိတ်သွားရင်တော့ကျွန်တော်ဒီနေ့တွေကဘာရွှေဈေးရပြားဈေးငြိမ်နိုင်နဲ့ပြီးရင်ကျွန်တော်တို့ဈေးအကျအနည်းငယ်အားတာနိုင်နေဆိုတဲ့သုံးသက်ချက်လေးမာရင်ဘီလိုတာယူစားယူစားလိုက်ပါခမယ်မာဘီလိုတာကျွန်တော်တုံးသက်လိုက်ပါเนาะအဲ့လိုမပိတ်သွေးတော့ကဘာရွှေကျွန်တော်ကျွန်တော်ပြောတယ်ပေါ့เนาะအဲ့ ဈေးညင်တိုင်းတမ်းမတိုင်းဈေးအကြနဲ့ငယ်အားတာနေနေဆိုရယ်တုံးသက်ချက်လေးကမှန်နိုင်တော့မှာခင်ဗျဒါမဲ့တကုတ်တရီထားမှာဒီနေ့ကကျွန်တော် Black Friday ဖြစ်ပါ2025ခုနှစ်နဲ့ Black Friday နိုဝင်ဘာ27ရက်နေ့တောက်ကြနေဖြစ်ပါတယ် Black Friday မှာတခါတရံကမ္ဘာချူစီကကကမောက်ကမဖြစ်တယ်ကျွန်တော်ထင်မှားတဲ့ကမောက်ကမဈေးအတက်ကြတွေပါဖြစ်တတ်တာဖြစ်တဲ့ခါမှာအထူးသဖြင့်ဒီနေ့ညအမေရိကန်ဈေးကွက်ချင်းတပတ်တာဈေးပိတ်ချိန်နာကိုတတိထားစောင့်ကြည့်ပါဈေးဆွဲတင်ဆွဲချတွေဖြစ်နိုင်ပါတယ်ကိုက risk များများမယူရရင်တော့ ီနေ့ညအမေရိကန်ဈေးကွက်ချင်းကမ္ဘာရွှေဈေးအနေအထားကိုစောင့်ပဲစောင့်ကြည့်ပါအယောင်းဝယ်မလုပ်ပါနဲ့တကယ်လို့အယောင်းဝယ်လုပ်မယ်ဆိုရင်တော့မှကိုကအယောင်းဝယ်ပမာဏကိုလျှော့ပြီးတော့ risk management ဆောင်ကျုံးမှုစီမံခန့်ခွဲတာတိကျလုပ်ထားဖို့ကျွန်တော်အကြံပြုချင်ပါဒီနေ့ညမှာမထင်မှတ်ရင်ကျွန်တော်ဟိုခုနပြောဈေးအလုတ်ခတ်ခက်ကြမ်းကြမ်းနေဆွဲတင်ဆွဲကြခက်ကြမ်းကြမ်းနေကြုံရနိုင်ပါတယ်ဟောပြီးဒါလေးကကျွန်တော်ဒီနေ့အတွက်အနေထားလေးပေါ့နော်ကျွန်တော်ဒီနေ့တပတ်တာအပိစေပေါ့ဒီနေ့နုံဘာလာတတိယပတ်တပတ်တာအပိစေဘယ်မှာပြင်ကဘာချွေစီ နောက်တစ်ပတ်အသက်ပြန်ကြမ်းမလဲဘယ်အောက်မှာပြင်ရင်နောက်တစ်ပတ်အကျဆက်သွားမလဲဆိုတာကိုကျွန်တော်တို့တွားကြည့်မယ်ပေါ့နော်အရင်ဦးဆုံးတော့ဒီမြင်းလေးတွေကိုဖျက်လိုက်အောင်ဒါဆိုကြည့်ရတာရှုံနေတော့လေကျွန်တော်တို့ဟုတ်ပြီတပတ်တာအပေးစေကျွန်တော်ကြည့်မယ်တပတ်တာအပေးစေကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီတပတ်တာအပေးစေတာတကယ်လို့ပေါ့နော်ကျွန်တော်တို့ဒီအောက်ပြင်နိုင်ခဲ့ရင် 3390အောက်လောက်ပိတ်နိုင်ခဲ့ရင်ကျွန်တော်တို့ကမ္ဘာရွှေကိုကျွန်တော်တို့နောက်အပတ်တည်မှာလေဈေးအကျဆက်အားကောင်းတာမျိုးမြင်ရနိုင်ဥမာ3800ရေးပိုင်းနားဒီကျသွားမှမြင်နိုင်တယ်ဒီညတပတ်တာပိတ်ဈေး3990အောက်ပိတ်ခဲ့ပေါ့နော်စန့်ကျင်မနေနဲ့ဒီညကျွန်တော်တို့တပတ်တာအပိတ်ဈေးဒါကျွန်တော်တို့4130အထက်မှာ ပိတ်ခဲ့ရင်တော့ကမ္ဘာရွှေနောက်တစ်ပတ်တည်းအသက်ပြန်လာနိုင်မယ်ဗျအဲ့ဒါဆိုကျွန်တော်တို့ ဘယ်မှာပိတ်မလဲကြည့်အောင်နော်3990အောက်ပိတ်မလား4130အောက်ပိတ်သွားမလားဒါမှမဟုတ်ရင်ကျွန်တော်တို့အာပြီးပြီးခဲ့တဲ့အပတ်ကလို့မျိုးပဲဗျာ4130ထက်လည်းမပိတ်ဘူး3990အောက်လည်းမပိတ်မယ်ねဈားထဲမှာပဲပိတ်သွားမလားဆက်ဆောင်းကြည့်အောင်ပါနော်တင်းညတပတ်တာအပိတ်ဈေးရအရန်အရေးကြီးပါတယ်ကဘာချွေဈေးရနောက်လာမယ်ဈေးကွက်လာရည်တော့နောက်လာမယ်ပေါ့နော်ကျွန်တော်တို့တပတ်တာရဲ့အတွက်အစည်းကအနေထားရပါတော့နီးပညာပိုင်းအရန်အရေးကြီးတဲ့အပိစိတ်ဖြစ်ပါတယ်။တနည်းညတပတ်တာပိစိတ်ဘယ်မှာပိတ်မလဲ ကျွန်တော်တို့4130အထက်ပိတ်နေမလား3990အောက်ပိတ်နေမလားကျွန်တော်တို့ကအရင်ရေးကြည့်ပါလေဈာတိမှာပိတ်သွားရင်တော့နောက်တစ်ပတ်နောက်တစ်ပတ်တာရီပါပေါ့ကျွန်တော်တို့တည့်ရတာကျင်းလိုက်ဈေးွက်အနေထားကိုပဲသုံးသက်ပြီးတော့ကျွန်တော်တို့ဈေးွက်အနေထားကိုကျွန်တော်တို့သုံးသက်ကြည့်အောင်ပါပေါ့နော်အဲကျွန်တော် အမြင်ပြောမယ်ဆိုရင်တော့3990အောက်မြန်ပိတ်သွားမလားပေါ့နော်ဒါကတော့ကျွန်တော်ယူဆချက်တာဖြစ်ပါတယ်ကျွန်တော်ဂျင်းပြေပေါက်ဖြစ်မယ်ဆိုလိုတာမဟုတ်ဘူးနော်ကျွန်တော်3990အောက်ပိတ်သွားမလားလို့ကျွန်တော်တို့မြင်မိတယ်ပေါ့နော်ဒါမဲ့တစ်ချက်တော့စောင့်ကြည့်အောင်ဖြစ်ပါတယ်ဘာမှတော့ကျွန်တော်ဂျင်းတေတော့ပြောလို့မရဘူးပေါ့နော် ဟုတ်ပြီပြီးရင်ကျွန်တော်သတင်းပောင်းကိုတွားကြည့်မှာဆိုရင်မနေ့ညကျွန်တော်ပြသတင်းအမေရိကန်လောက်ကန်သတင်းတွေထွက်ခဲ့တယ်အမေရိကန်လောက်ကန်သတင်းတွေမှာလောက်ခလောက်ဆာနှုံထပါတော့နန်ဖန်ပီရိုကတော်တော်ကောင်းသွားတယ်ပြဿနာသူနဲ့အတူတူဒေတာအကြီးကြီးတစ်ခုဖြစ်တယ်ပေါ့နော်အလုံးလက်မဲ့နှုံထကြတော့များလာတယ်တစ်ခုကမကောင်းတစ်ခုကကောင်းတယ်အဲ့မှနေကျွန်တော်ကသတင်းရအနေထားရောထွေးသွားတယ်ပေါ့နော်အာသတင်းကြီးတစ်ခုကကောင်းတယ်သတင်းကြီးတစ်ခုကမကောင်းဘူးဆိုတော့ကျွန်တော်တို့ကနောက်အပတ်မှာကျွန်တော်ထွက်မဲ့အဲ့ ငွေကြေးဖောင်းပေါင်းမှုတရင်းတွေပါရုံတစ်ချက်ဆက်ဆောင်ကြည့်ရမှာခင်ဗျာဘာလို့လဲမိမဲ့ဆိုရင်မနေ့ကထွက်သွားတဲ့တရင်းတွေကဗျာ6လပိုင်းကတရင်းတွေဆိုပေမဲ့ကျွန်တော်တို့ဟိုဘန်တုံးလုံးဆုံးဖြတ်ချက်ဘန်တုံးလုံးဆုံးဖြတ်တဲ့ခါမှာကျွန်တော်တို့အရေးကြီးပါရခင်ဗျာအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်အိတ်ဟာလေးကိုကျွန်တော်တို့တစ်ချက်ဟိုလောက်ရမှာပေါ့နော်အဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်စောင့်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ကိုဟုတ်ကဲ့ဘန်တုံးလုံးဆုံးဖြတ်တဲ့ခါမှာကျွန်တော်အရေးကြီးတဲ့ data တွေဖြစ်တာဖြစ်တဲ့ခါမှာအာကျွန်တော်တို့ မင်းညဒေတာတွေကကျွန်တော်တို့ကတခုကောင်းတခုမကောင်းဆိုတော့ဗျနောက်ဘက်ထွက်မဲ့ inflation ဒေတာတွေကိုတစ်ချက်စောင့်စောင့်ကြည့်ပြီးတော့ကျွန်တော်တို့အဲ့ဘန်သုံးလုံးအနေထားပို short လာမနိုင်မလားဒါမူလအတိုင်းပဲဆက်ထားမလားဒီစင်မှာပေါ့နော်အဖြစ်တခုထွက်လာမှာဖြစ်ပါတယ်လက်ရှိကတော့ဘန်သုံးလုံး short ပို percentage ရအရန်နင်းနေအရင်တော့ဗျ95ရာခိုင်နှုန်းလာတယ်အခုဆို28ရာခိုင်နှုန်းလာမသိဘူးရှိတော့တကယ်လို့ဒါနောက်တစ်ပတ်ကျွန်တော်ငွေကြေးဖောက်မောက်တည်င်းနေပါလိဒါတော်တော်ဆိုးခဲ့ရင်တော့ဘန်သုံးလုံး short နိုင်ကြီးပို့ပြီးတော့ရော့သွားနိုင်တယ်ပေါ့နော် ဲဒါမဲ့ဘလို့ဖြစ်လာမလဲဆိုတော့ဆက်ဆောင်ကြည့်ရမှာပေါ့နော်အဲအဖက်ကမှကျွန်တော်လက်ရှိအနေအထားရတော့အဲအကြောင်းကပတ်ကျွေစီရအတက်အားလည်းတိတ်မပါတယ်လို့အကြအားလည်းတိတ်မပါတယ်မနေ့တော့လားဗျာဒေတာနှစ်ခုလုံးသတင်းကြီးနှစ်ခုလုံးသာကောင်းသွားခဲ့ရင်ဖြစ်ဖြစ်သောသွားကြိမ်ဖြစ်ဖြစ်ဒီချိန်မှာကျွန်တော်ကပတ်ရွှေစေဘောအတက်ကြအရန်အားပါတာမျိုးမင်းညကြရပါအခုချိန်ထိအတက်ကြတွေဝုန်းဝုန်းနေတက်သွားမျိုးဝုန်းဝုန်းနေကျသွားမျိုးကျွန်တော်မြင်ရဖို့များတယ်ပေါ့နော်ဒါပေမဲ့လက်ရှိချိန်မှာတော့နည်းနည်းလေးတော့ကျွန်တော်ကြတော့ကြနေဗျတအီးအီးနဲ့ပဲကြနေမင်းညဆိုလဲဈေးကတိတ်မလုံဘူးပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ည ဘလက်ဖရိုက်ဒေးဖြစ်တယ်ဗောဒီနေ့ညမှာများစေးရဗျာဝန်ထမ်းတဲ့နေလာမလားဆွဲတင်ဆွဲချရလာမလားအရာကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးကျွန်တော်ဒေါ်လာအင်းတက်ကတရားထက်ပဲရှိသေးတယ်ဒေါ်လာအင်းတက်ကြီးရဗျာတကယ်လို့ကဘာရှိလीအတက်ဖက်တွန်းပို့ပို့အတော့ဆိုရင်ဒေါ်လာအင်းတက်က69အောက်ကျွန်တော်တို့ကြောက်ဖို့လိုအပ်တယ်69အောက်ဖောက်ကြောက်ဖို့လိုအပ်အဲ့လိုပဲအဲကျွန်တော်တို့ အကြဘက်သွန်းပို့တော့ဆိုတဲ့ဒရင်ပိုင်းရပါတော့အကြဘက်သွန်းပို့တော့သွန်းပို့ဘက်ပို့အသက်ဆိုရင်ကျွန်တော်တို့ကတရတစ်နာရောက်နိုင်ဖို့လိုအပ်တယ်ခင်ဗျာဥကကြားထဲမှာပဲရှိနေတော့မယ်အဲ့ဆိုတော့ဒေါ်လာအင်းတက်အနေထားလဲတစ်ချက်တော့ကြည့်ရမယ်လက်ရှိမှာတော့တရအထက်ပဲရှိနေတာပြတဲ့ကမှာနည်းနည်းလေးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒေါ်လာအင်းတက်ကတော့အတက်အားရှိနေတော့မယ်လို့ပြောလို့ရတယ်အဲ့အတက်အားရှိနေတဲ့အတက်အားငငယ်ရှိနေတဲ့အချိန်မှာကမ္ဘာရွှေ့စီရတဲ့အကြဘက်ကိုဖြည်းဖြည်းချင်းတည်းနဲ့တွားနေခြင်းဖြစ်ပါတယ်ဒါမဲ့ညဘက်အမေရိကန်ဈေးကွက်ချင်းဒီမှာဘယ်လိုအပြောင်းလဲဖြစ်မလဲဆိုတော့ကျွန်တော်တို့ သတိထားစောင့်ကြည့်ရပါမယ်เนาะပြီးရင်ကျွန်တော်ဒီနေ့ညမှာဆိုရင်ကျွန်တော်ဗမာစံတော်ချိန်8:15မိနစ်ချိန်မှာအာကုန်ထုတ်လုပ်မှုပေါ့နော် SMV Global Manufacturing PMI နိုဝင်ဘာသတင်းတွေထွက်ပို့ရှိတဲ့အဲကုန်ထုတ်လုပ်မှုအညွန်ကိန်းတွေပေါ့နော်ပြီးရင်ဝန်ဆောင်မှုအညွန်ကိန်းပေါ့နိုဝင်ဘာလရဲ့ SMV Global Service PMI ဝန်ဆောင်မှုအညွန်ကိန်းတွေထွက်ပို့ရှိတဲ့အဲ့ဒီသတင်းတွေကတော့အညံ့မှန်းထားတယ်။ဒါပေမဲ့လည်းအဲ့ဒီသတင်းတွေကမင်းညားကအလုပ်ပိုင်းဒေတာတွေလောက်တော့အရန်အရေးကြီးတဲ့ဒေတာတွေတော့မဟုတ်ဘူး။ သတိတော်ထားမှာပေါ့နော်ဘာလို့လဲမဲ့ဆိုဒီနေ့က Black Friday ဖြစ်တာဖြစ်တဲ့ကဒီနေ့ညအမေရိကန်ဈေးကွက်ချိန်မှာဈေးဆွတ်တင်ဆွတ်ချရလုံးမဲ့ဆိုရင်ဒီသတင်းတွေကိုအကြောင်းပြုပြီးတော့လုံနိုင်ချေရှိတာဖြစ်တဲ့ခါမှာသတိတော်ထားပါအဲအကြောင်းကျွန်တော်ဒီကောချုံနေနဲ့ကျွန်တော်သုံးသပ်ရမယ်ဆိုရင်လက်ရှိကမ္ဘာ့ခြေစီအနေထားကကျွန်တော်အကြပတ်တဲ့အီးတွားနေတယ်ကျွန်တော်ကဒီနေ့မှာဈေးငိမ့်ငိမ့်မငိမ့်အကြပတ်တွားလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားတာဖြစ်တဲ့ခါမှာကျွန်တော်ကဒီနေ့အတွက်တော့အရောင်းကိုကျွန်တော်ပို့ပြီးဥစားပေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်ဈေးတက်တိုင်းအမြင့်ဈေးမှာကျွန်တော်ရောင်းဖို့ ဦးစားပေးခြင်းနဲ့ခင်ဗျအဝယ်တော့ကျွန်တော်စဉ်းစားထားတယ်ဈေးငင်တအနေထားပြင်မယ်ဆိုကျွန်တော်အောက်ဈေးမှာအဲ၄တော့20နာဝင်ခြင်းမှာဈေးကွက်အနေထားကိုကြည့်ပြီးတော့နော်ကန်တယ်အနေထားရပါကြည့်ပြီးကျွန်တော်ပြောင်းဝင်မယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့လိုမျိုးပဲဒီနေ့က Black Friday ဖြစ်တာဖြစ်တာကမမထင်မှတ်တဲ့ဈေးအလုတ်ခတ်အတက်ကြလေးဖြစ်လာနိုင်ပါတယ်အဲကြောင့်ကိုကဝယ်သည့်ဖြစ်စေရောင်းသည့်ဖြစ်စေ risk management တေချာလုပ်ထားပါအရောင်းဝယ်ပမာဏကိုတတိထားပါ အဲကိုက risk မယူခြင်းမှုဆိုရင်တော့ဒီနေ့ညပတ်ဒီပါရောနားပြီးတော့နောက်တစ်ပတ်သတင်းနာနေ့လောက်မှပြန်ပြီးအရောင်းဝယ်လို့ပို့ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့နံပါတ်လာ20ရက်နေ့တောက်ကြနေတဲ့တာကဘာဖြစ်စီကွာတောင်းတဲ့ချက်ဗီဒီယိုဖြစ်ပါလေအခုလိုတောင်းတဲ့ချက်ဗီဒီယိုတွေကိုအတူတက်ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe save fat and follow လေးလုပ်ထားကြပါခင်ဗျပြီးတော့ကျွန်တော်စီမှာဒီကဘာဖြစ်ရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံတန်တန်လေးတက်ရောက်လို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ ဗိုက်ဘာကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok account တွေကနေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျကဘာချွေ Twitter အားလုံးပဲဒီနေ့နှုံပါလာ20ရက်နေ့တောက်ကြနေတရက်တာမှာကဘာချွေစီကွက်အတက်ကြောင်မှန်မှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့ဒီတပတ်တာကိုအကျိုးမြတ်နဲ့ပိတ်သိမ်းနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ